ရေဝဲရမမတူတဲ့ဆောင်းအားတွေကိုပိုင်ဆိုင်ထားတဲ့ရောမျိုးစစ်တစ်ခုပါရေဝဲထဲမှာအုံနာကိုကူပါရှိပါတယ်အုံနာတစ်ခုကတော့ပုံမှန်အတိုင်းပဲသူ့ရဲ့ခေါင်းမှာရှိပြီးကျန်တဲ့ရှစ်ခုကတော့သူ့ရဲ့လက်တွေမှာပါရေဝဲထဲမှာလက်ရှိချောင်းပါရှိပြီးချောင်းမှာအုံနာတစ်ခုစီရှိပါတယ်ဒါကြောင့်လက်တွေကမင်းမင်းလို့တို့တော့လော့ချားနေကြပါတယ်ရေဝဲရအခြားတကယ့်စင်းတွေကအုံနာရှစ်ခုပေါ်တာနဲ့အညီသူတို့မျိုးကိုဆက်စုဝေပန်းနေဟာလေရှစ်ဆက်ပေါ်ပါတယ် ။ဒါကြောင့်မို့ရေဝဲရကလည်းအပေါင်းတွေပါခွင့်နေကြတာပါ။ရေဝဲတွေအမိတ်ဆုံးဆုံးကတော့အယောင်ပြောင်းနေကြတာပါပဲ။ရေဝဲတွေကနေရာဒေသအလိုက်အယောင်တွေကိုပြောင်းနေကြပါလေ။အန်ဒီရေရှိလာပြီဆိုတာနဲ့လေးပုံမှာဆိုလေးလိုဖြစ်သွားပြီ။ကြောက်ပြီးကြမှာဆိုရင်လည်းကြောက်ရဲ့အယောင်နဲ့အတော်ပြန်ကြည့်ဒီကြောက်အောင်ရှင်ကြီးနိုင်ရပါလေ။ဒါကြလည်းရန်သူတွေကလုံးဝမျက်ခြေပြောင်းအောင်ထိစားနေတာကြောင့်လေးလေးနင်ကြတော့လည်းခေါ်ကြပါတယ် နောက်ပြီးရေဝဲရကျုံလာတဲ့အန်တွေကလည်းလွတ်ဖို့အတွက်အနေအောင်ရှိတို့ထုတ်သုံးတတ်ကြပါတယ်။သူတို့ထုတ်သုံးလိုက်တဲ့အနေအောင်ရေကတစ်ခဏတာသူတို့ရဲ့အနီးတဝိုက်ပေါ့မောင်းချလိုက်တယ်လို့ဖြစ်သွားတတ်ပါတယ်။အဲဒီအချိန်မှာခြားတစ်ဘက်ကိုထွက်ပြေးတာမျိုးကြီးကိုရောင်ပြောင်းတာမျိုးကြီးလောက်တတ်ကြပါတယ်။နောက်ပြီးအနေအောင်ရေတွေထင်းမှာငါးတွေကိုမြဲရူစေတဲ့ကမ်မကတမျိုးပါဝင်နေတာမို့လူသားရဲ့အသွင်ပြူကြတယ်။ရဲရိုးဘုံလိုမျိုးလဲအသွင်ပြူလို့ရပါတယ်။ဒီဝဲရဟာပင်လေးအောက်ဘူးရဲ့ ျောက်ခွေးကြားထဲမှာနေလိုက်ကြပါတယ်။ဆာရှာဝဲရဲ့နေရာမှာလည်းလွန်တင်းကိုဆွမ်းအားတုံးလိုက်ကြပါတယ်။ဘူဇာကနန်ငားငယ်တွေကိုသူတို့ရဲ့ထူးဆန်းတဲ့ဆွမ်းအားတွေကြောင့်လူပူဇာဖန်ဆင်းနိုင်ကြပါတယ်။ဒီဝဲရအများဆုံးအဖြစ်အကက်တိုးလိုက်ကြပါတယ်။သူတို့ကအလွန်ဆုံးအုံးလေးလောက်ပဲပြက်ရှင်ကြပါတယ်။ဒီဝဲအမတွေကတော့ဒီဝဲအထီးနဲ့ဝဲလိုက်ကြပြီးရဲ့အရှင်ကစပြီးတားလုံးတွေအတွက်မွေးခင်ကနေဝေးပွားပြီးတဲ့အထိသူတို့ရဲ့ခန္ဓာကိုယ် အင်းလိုအကာရင်လို့ပြီးပြဆုံးတတ်ကြပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါလူကြီးမေတော့သိချင်တဲ့ရေးဆွဲလေးတွေရှိရင်ခွန်မဲမှာဝင်ရခဲ့ဝင်မဲပါတယ်ကျွန်တော်ကတော့ဖြေးနိုင်ပါ